ီတိုင်းဆိုရင်တော့ United တို့ရွှေပဲဟိအားလုံးပဲမင်္ဂလာပါဗျာ Manchester Football Show နဲ့တင်ဆက်နေပါတယ် Manchester United ရဲ့ဒီဘက်မှာနိုင်ပွဲပြန်နေရရှိခဲ့ပါပြီ United ကဒီဘက်ကစားခဲ့တဲ့ Sunderland ရဲ့ Old Trafford ပွဲစဉ်မှာ2-0နဲ့နိုင်ရရှိလိုက်တာကြောင့်ဒီရသည့်ပထမဆုံး Top Clean ရှိနိုင်ပွဲကိုရရှိခဲ့ပြီးလာလာကောင်းတွေကိုပြသနိုင်ခဲ့ပါတယ် Manchester United ကဒီကတော့သူတို့ရဲ့လူစင်းကိုထပ်ပြီးတော့ပြောင်းလဲလာပြန်ပါတယ် ိုသမားနေရာမှာကြီးမားဆုံးပြောင်းလဲကြီးကိုမြင်ရပြီးတော့အသက်ခွာယူထားတဲ့ကိုသမားတစ်လီဆန်နီလမန့်စ်ကိုပွဲထွက်လာစီပါရီနောက်တန်းနေ့အဖြစ်လန်နီရိုယိုဒီလင်းနဲ့လူရှောတို့ဆက်လက်ပွဲထွက်လာကြပြီးတော့ဝင်းဘတ်တွေဖြစ်အာမနက်ဒီကိုဒါလိုတို့ကပွဲထွက်လာကြပါရီကွေးနယ်မာကတ်စ်မြို့ပြန်လဲပါဝင်လာပြီးတော့ဘရူနိုဖာနန်ဒက်စ်နဲ့တွဲဖက်ပေးတာပါရီအေမော်ရင်ကတိုက်စစ်နေရာကိုပြောင်းလဲပြစ်လုထားပြီးဘရိုင်းအန်ဘူမိုမေဆန်မောင်အတွဲကိုဘန်ယွင်းဆက်စကိုနဲ့တွဲဖက်ပွဲထွက်စီပါရီမန်ချက်စတာယူနိုက်တက်ကပွဲစကလေးကတသောင်းတသက်ပဲစတင်နိုင်ခဲ့ပါရီ ရန်တက်တဲ့ဖွင့်ကိုကိုမေဆံမောင်းက10မိနစ်မှာရီမဲ့တည်ပြီးသွားခဲ့တာပါဒါကမောင်းအတွက်တရားစီပြမဆုံးတင်းကိုဖြစ်ပြီးအမော်နီတာကတော့လငယ်တဲ့ဆက်လာက asset down နဲ့ဖွင့်ပွဲတော့ကရရှိခဲ့တဲ့တင်းကိုနောက်ပိုင်းအစောဆုံးရရှိခဲ့တဲ့တင်းကိုလည်းဖြစ်ပါရီအမော်နီပွဲထုတ်လာခဲ့တဲ့အမ်ဘူမိုမောင်းအတွဲဆက်ကလိုက်ဖက်ညီနေခဲ့ပြီးတော့အမ်ဘူမိုရဲ့ဖန်တီးပေးမှုကအမော်နီပွဲထုတ်လာခဲ့တဲ့အမ်ဘူမိုမောင်းအတွဲဆက်ကလိုက်ဖက်ညီနေခဲ့ပြီးတော့ အန်ပူမိုးရဲ့ဖန်တီးပေးမှုကိုမောင်းကပဲချညာချီတောင်းရင်းနဲ့တင်ကိုရယူသွားခဲ့တာပါ။နောက်တကစောပိုင်းစောစီဥဆောင်ကိုရလိုက်တဲ့အခါမှာယုံကြည်မှုမြင့်တက်သွားပြီးဒုတိယကိုရရှိဖို့လည်းဆက်လက်ဖိတိုက်လာခဲ့ပါတယ်။အန်ပူမိုးနဲ့အာမတ်တို့ရဲ့ဂျိုးပန်းမှုတွေကိုစန္ဒလန်ကိုသမားကကာကွယ်နေရတဲ့အတွက် United တို့ကိုရရှိဖို့တော်လေးစောင့်လိုက်ရပါသေးတယ်။ဘရီနိုဖာနန်ဒက်စ်ရဲ့ကန်ချက်တစ်ခုကလည်းတိုင်ထီသွားခဲ့ပြီးတော့ကပတိန်ကြီးရဲ့ကိုရရှိဖို့ဆက်လက်ရုန်းကန်နေရပါတယ်။ ယူနိုက်တက်ဟာအာရီယာဒီမာနီစ်နဲ့တိတိခုကိုစတင်ဆန်းသက်နေပြီးဒါကတော့လက်ပြဘောကနေခွင့်ရရယူတာဖြစ်ပါတယ်။ဒီပွဲမှာလည်းဒီနီစ်နစ်ကိုယူနိုက်တက်ကဆက်လက်အသုံးပြုခဲ့ပြီးတော့ဒုတိယကိုဒီလိုပုံစံမျိုးနဲ့ရရှိသွားခဲ့ပါတယ်။ဒါလောက်ကဒိန်ဂျာဇုံရဲ့ကိုဘောလုံးချပေးလိုက်တဲ့ကကြောင်တဲ့တွေကအသေးချရှင်းလင်းနိုင်ခြင်းမရှိတာကနေပန်မင်ဆက်စကိုအတွက်ခွင့်ရဖြစ်လာခဲ့ပါတယ်။ဆက်စကိုကဒီခွင့်ရကိုဘောလီကန်ချင်းတဲ့သူနီကတ်ဆုံးသက်ပေးလိုက်ပြီးတော့ယူနိုက်တက်အတွက်ဒုတိယကိုရယူပေးသွားခဲ့ပါတယ်။ဆက်စကိုအနေနဲ့ပရီးမီးယားလိဂ်တာထွက်မှာအသင်းနဲ့အသားကျဖို့အချိန်တစ်ခုရုံးကန်လိုက်ရသေးပေမဲ့ နောက်ပိုင်းပွဲတွေမှာတော့ပိုပြီးတော့အဆင်ပြေလာနေပါပြီ။ Sesco ကအခုဆိုရင်နှစ်ပွဲစတိုက်အသင်းကိုတွေတိတ်ယူပြနေပြီးတော့ Sesco တင်ပြိတက်ကို Sesco လာပြီးဖြစ်ကြောင်းသတိပေးမောင်းခတ်ထားပါပြီ။ဒါပေမဲ့ Sesco တယောက်ပြဿနာတက်တော့မလို့ဖြစ်လိုက်ပါသည်။တဘာဝိုင်းပြီးကနီးလောက်မှာတောင်းကန်ဘောကိုကာကွယ်နေတဲ့ Sesco ရဲ့ခြေတော်က Try Hume ရဲ့ခေါင်းကိုကမ်းပြီးတယ်လို့ဖြစ်သွားခဲ့ပြီးတော့ပြန်ရီပေးရမလို့ဖြစ်သွားခဲ့ပါသည်။ WFA ပြန်လဲစစ်ဆေးပြီးတဲ့နောက်မှာတော့မထီမိဘူးလို့ပြန်လဲဆုံးဖြတ်ခဲ့ပြီး United တို့ကန်ကောင်းသွားခဲ့ရပါတယ် ဒုတိယပိုင်းကတော့ကိုသမားတေလီဆန်နီလမ်မန့်ရဲ့ရှိုးဖြစ်ခဲ့ပါတယ်။နောက်တစ်ကဒုတိယပိုင်းမှာတော့ကစားပုံနဲ့ငွေကြဆင်းသွားပြီးတော့အခွင့်အရေးတချို့ပြန်လည်ပေးခဲ့ရပြီ။လမ်မန့်ကအကောင်းဆုံးကာကွယ်သွားခဲ့ပါတယ်။လမ်မန့်ကသူ့ရဲ့ပရီးမီယာလိပွဲဥထွက်မှာလင်း clean sheet ရရှိသွားခဲ့တာကြောင့်ပွဲပြီးမှအသင်းပေါ်ရဲ့ဝိုင်းဝန်းချီးကျူးခြင်းကိုလည်းခံခဲ့ရပါတယ်။အမရင်ကိုကစားမားတွေကကယ်တင်ခဲ့ကြပြီးတော့အမရင်ကလည်းဒီကါတော့ဂိုးပေါက်ကိုနောက်ကျောလုံအောင်နောက်ကျောလုံလုံထားရင်းနဲ့ပွဲပြီးနိုင်ခဲ့ပါတယ်။ညတက်ကလိုအပ်နေတဲ့နိုင်သုံးမှတ်ကိုရှာဖွေနိုင်ခဲ့တာကြောင့်တော်တန်နဲ့ကိုပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ ဒါဟာ United နဲ့ Morning အတွက်အကောင်းဆုံးခြေစွမ်းမဟုတ်သေးပေမယ့်အကောင်းဆုံးနေစီကိုသွားဖို့အခြေခံအုံမြင့်တစ်ခုဖြစ်လာခဲ့ပါတယ်။ United ကစားမားတွေအားလုံးကနီးပြဘက်ကိုပြေဝါထောက်ခံနေကြပြီးအခုလိုအားထုတ်ပေးကြတာကိုမြင်ရတာကလည်းအားတက်စရာတစ်ခုဖြစ်ပါတယ်။ United တို့အော်တိုဘာနိုင်ငံကပိတ်ရက်ကိုကောင်းကောင်းသုံးချပြီးတော့အသင်းကိုဒီထက်မြင့်တင်ရင်းနဲ့လာမယ့်ပွဲစဉ်တွေကိုအကောင်းဆုံးဖြတ်တန်းသွားမယ်ဆိုရင်ယာတီကုံတဲ့အခါဘန်းနိုင်ကိုရောက်ရှိနိုင်မယ်ဆိုတာကလည်းသိကြနေပါတယ်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်များ။